က်ဆောင်ပိုးကြပြုခင်ကတော့အမွာကိုဝင်လေးကိုလွှတ်ထားရတာဖြစ်တယ်လို့သိရပါဗျ။၆ဘက်မြောက်မှာရိုက်တဲ့ အထရာဆောင်အရာအမွာလို့ထွက်ရှိခဲ့တာဖြစ်ပေမဲ့နောက်နှစ်ပတ်မြောက်မှာထက်ရိုက်ပြီးမှသိကြမှာဖြစ်တယ်လို့သိရပါတယ်။ခင်မွန်ဖြစ်သူကတော့မပိုက်လေးအတွက်ကွန်ပျူ surprise ပန်းစီလေးတွေကိုအမွာဖြစ်တဲ့အတွက်နှက်စီးနဲ့ကွန်ပျူထားတာတွေ့ရပါတယ်။ကိုတိုင်းကတော့ကလေးတယောက်ပဲမွေးထားပေမဲ့လည်းခင်မွန်ဖြစ်သူအကိုထွန်းရဲ့ကျေးဇူးတရားတွေကြောင့်ကလေးလေးယောက်မိခင်ဖြစ်နေတာကတော့ပိုးကြပြုခင်ပဲဖြစ်ပါတယ်။ပိုးကြပြုခင်ကတော့အရန်ကိုအောင်မြင်နေပေမဲ့ကလေး၃ယောက်အဖေမိုးဆိုးဖို့တထေးချင်းနဲ့လက်ထပ်သွားခဲ့တာပါ။အဲ့ဒီချိန်မှာပဲသူမအတွက်ကတော့ကလေး၃ယောက် ကအော်တိုရလာခဲ့ပြီးအိမ်တော်ဖြူဖြူချင်းမှာပဲကလေးမေဘွားကိုခံယူခဲ့ပါတယ်။သဲမကြခင်မှာပဲသူမရဲ့ရင်သွေးလေးဖြစ်တဲ့တားလေးစိန်ဦးကိုမွေးဖွားခဲ့ပြီးတော့ကလေးလေးရောက်မိခင်ဖြစ်နေရက်တည်ခဲ့တာပါ။နေ့ချင်းညချင်းဆိုသလိုကလေးမေဘွားကိုခံယူလိုက်ပြီးတော့အမှုပညာလုပ်တွေကိုတော့မလုပ်ရတော့ပဲအနားယူရတဲ့အထိပိုးကြပြုခင်ကအခုချိန်မှာတော့ကလေး6ယောက်အမေဘွားကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။သူမရဲ့ခင်မောတထေးကြီးဖြစ်သူအကိုတွန်းကတော့အရင်စနီးတန်နဲ့လည်းကလေး3ယောက်ကိုမွေးဖွားထားခဲ့တာပါ။ ဘိုးကြပြုခင်းနဲ့လက်ထပ်ပြီးမကြသေးခင်မှာနောက်ထပ်ရင်သွေးလေးကိုမွေးဖွားခဲ့ပြီးတော့အယံကိုမျိုးအောင်လွန်လာကြဆွမ်းဆောင်မှုအကောင်းလွန်လာကြနောက်ထပ်တစ်ချိန်ကိုဝင်ရရှိအောင်လို့ဆွမ်းဆောင်နိုင်ခဲ့ပါတယ်အခုချိန်မှာတော့ အရင်ကထပ်ပို့ပြီးထူးခြားစွာနဲ့တာမန်ကိုဝင်မဟုတ်တော့ပဲအမွာကိုဝင်ကိုလွှဲထားရကြောင်းသတ်သားလာခဲ့ပါတယ်။အမျိုးသားတူကြီးတစ်ခုလုံးကလည်းအကိုထွန်းကိုအားကျနေခဲ့ပါတယ်။အကိုထွန်းကတော့ပိုးကြပြုခင်ဝေးပေးမယ်တာတာမိမိတွေအများကြီးကိုလူကျင်နေတယ်ဆိုပြီးတော့ပူဇာနေကြတာပါ။ပိုးကြပြုခင်ကလည်းတေချာစဉ်းစားပြီးတဲ့နောက်ပိုင်းမှာတော့အကိုထွန်းရဲ့တောင်းဆိုချက်တွေကိုလက်ခံပြီးဇနီးမောင်နှံနဲ့ရောက်ရေခဲတောင်အထိပါတက်ပြီးစူးစားခဲ့ကမြို့လာခဲ့တယ်လို့သိရပါတယ်။ရေခဲတောင်ကိုရောက်ပြီးတော့မှကိုဝင်ရရှိခဲ့တာဖြစ်ကြောင်းကိုလည်းအကိုထွန်းကဝါသားစာ ဏတိပေးလာခဲ့ပါတယ်အခုတခါမှာတော့အကိုထွန်းအနေနဲ့ပို့ပြီးတော့ဂုံယူစရာဖြစ်တာကတော့ရိုးရိုးကိုဝင်မဟုတ်ပဲအမွာကိုဝင်ဖြစ်နေတာကြောင့်အမွာလေးတွေရဖခင်ဖြစ်တော်မယ့်ဘဝကိုဂုံယူနေခဲ့ပါတယ်ကိုဝင်ကတော့နှစ်လဝင်ချင်းရှိတာဖြစ်ပြီးတော့အထရာဆောင်တက်မှတ်ရတဲ့အချိန်မှာအမွာလေးတွေဆိုတာအတော်လေးကိုသိစားနေခဲ့ပါတယ်။သိမကြခင်မှာတော့တက်မှတ်ရကူပြီးစစ်စစ်သွားမှဖြစ်ပြီးရခဲ့လာတဲ့အမွာကိုရရှိခဲ့တဲ့အတွက်ပိုးကြပြူခင်တို့ကတော့အယံကိုဝန်တာနေကြပါတယ်။ အခုတော့ကတော့ပထမဇနီးတဲ့နဲ့ရောဒုတိယဇနီးတဲ့ဖြစ်တဲ့ပိုးကြပြုခင်းနဲ့ရောတကယ့်ကောင်မဆွမ်းဆောင်မှုအကောင်လုံးတဲ့အတွက်ငါဟဲ့အခုထုံးဆိုပြီးဂုဏ်ယူနေခဲ့ပါတယ်အခုတော့ကတော့မိသားစုတိုးပါရေးအတွက်မိသားစုစီပွားရေးမျိုးပွားရေးမှာလည်းစွမ်းဆောင်မှုအကောင်သလိုစီပွားရေးလုပ်ငန်းတွေမှာလည်းအကောင်ဆုံးလုပ်ကံနေတာကြောင့်ရတနာရွှေဆိုင်ပိုင်ရှင်တထေးကြီးပွဲကိုလည်းခံယူထားသူပါမကြသေးခင်မှာဆိုရင်ပိုးချပြုခင်းတဲ့အကိုထွန်းတို့ကအမလေးတွေရဲ့မိဘနေရာကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ် ပိုးကြပြူခင်ကတော့တားလိစိန်ဥပါဝင်အခုအမွာကိုဝင်နေပါခလေး၃ယောက်ပွဲမွေးဖွားချခဲ့ပေမယ့်အခုထုံးရဲ့ခြေစီတွေကြောင့်ခလေး၆ယောက်ရဲ့မိခင်ဘဝကိုခံယူရတော့မှာပဲဖြစ်ပါတယ်။သူမအနေနဲ့အရန်ကိုအောင်မြင်တဲ့ဇလန်တွေမင်းသမီးဘဝကိုဆွလွန်ပြီးတော့အခုလိုမျိုးခလေး၃ယောက်ဖေးမှုဆူဖို့ကိုလက်ထပ်ခဲ့ပေမယ့်သူမရဲ့ဘဝကတော့အင်မတန်တာယာနေခဲ့တာပါ။ဆန်းစာကျဲဝါမှုတွေပိုင်ဆိုင်ခဲ့တဲ့လို့သားသမီးရဲ့တနာမြောက်များစွာကိုလည်းပိုင်ဆိုင်ခွင့်ရရှိပြီးတော့ခလေးများရဲ့မိခင်ဖြစ်ကိုယူစွာဖြင့်ယက်တီနိုင်ခဲ့တာပါ။ အလူတာနာတွေကိုလည်းအမြဲတမ်းလိုလိုပြုလို့ရရှိတဲ့ပိုးကြပြုခင်တို့မိသားစုလေးတို့ကိုတော့ပြည်သက်တွေကလေးစားအားကျနေကြတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့အကိုထွန်းရဲ့တကြစာစ조사ပြီးတော့အမျိုးအောင်ခဲ့တာဖြစ်တာကြောင့်အမော်ကွန်ဝင်ကိုလွှဲထားရပြီဖြစ်တဲ့နိုင်ငံကျော်မင်းသမီးကျော်လေးပိုးကြပြုခင်ရဲ့ဘဝကိုတော့ပြည်သက်ကြီးကအားကျနေမယ်လို့ထင်ပါတယ်။